Hello အားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေ။ဒီပါဦးတင်ကတော့ညကသူတို့အိမ်ကွင်းအန်ဖီမှာ Nordian Forest ကို3ခုခုမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့သာရှုံးနေခဲ့တယ်။ဆိုတော့အာနီစလော့အတွက်တော့ဒီလိုရှုံးပွဲတွေဇက်တိုက်ဆိုသူတို့ကြုံလာရတဲ့အခြေအနေမျိုးမှာတော်တော်ကိုဖီအားအောက်ရောက်နေပြီလို့ကျွန်တော်ပြောရမယ်ပေါ့နော်တကယ်ကို shock ရစရာပါပဲလက်ရှိ Liverpool team ရဲ့ကျွန်တော်တို့ဒါရက်လက်ဒီညောပြိုင်ပွဲစုံမှာသူတို့ကြုံနေရတဲ့ဇက်တိုက်ရှုံးပွဲတွေကစိတ်ပြည့်စရာကျွန်တော်ဖြစ်နေပြီပေါ့နော် ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကကျွန်တော်တို့အားလုံးသိတယ်လို့ပဲတောက်လျှောက်ဆိုတဲ့ငွေတွေဒါအတကုံတုံးလာတဲ့เนาะချန်ပီယံလဲကျွန်တော်ပရီးမီးယားလိမှာဖြစ်ခဲ့တဲ့ချန်ပီယံစ်လိမှာဆိုလို့ရှိရင်လည်းထင်တယ်လို့အလုံးမဖြစ်ခဲ့တဲ့ခါကျတော့နွေရာသီမှာအာနီစလောကစိတ်ကြိုက်အတင်းတင်းအဖြစ်ဘီလီယံဝက်နီးပါးထိတုံးပြီးတော့ကိုအပြောင်းလဲတွေကျွန်တော်လုတ်ခဲ့တယ်အပြောင်းလဲတွေလုတ်ပြီးတော့ဒီအတင်းကိုအမှန်ကန်ပြုတ်ပြင်ဖို့ကြိုးပမ်းတာထင်တယ်လို့မဖြစ်ဖြစ်နေကျွန်တော်လက်ရှိမှာတအားကိုဟိုခက်ခဲတဲ့အနေအထားတစ်ခုကိုသူတို့ရောက်နေရတယ်ပေါ့နော် ်လီဗာပူးတင်းကတော်တော်ကိုခက်ခဲတဲ့ကာလတစ်ခုကိုဖျက်သန်းနေရတယ်လီဗာပူးတင်းဟာနောက်ဆုံးပရီးမီးယားလိဂ်ကျွန်တော်9ပွဲမှာ6ပွဲထိကျွန်တော်ရှုံးနေထားပါတယ်နောက်ဆုံးပရီးမီးယားလိဂ်9ပွဲမှာ6ပွဲထိကျွန်တော်ရှုံးနေထားပြီးတော့အနိုင်ရထားတာဆိုတော့အက်စတွန်ဗီလာကိုအိမ်ဝင်းမှာ9ဂိုးဂိုးမရှိနဲ့ထင်ပါတယ်ကျွန်တော်တို့ဘောနော်ဒါအနိုင်ရထားတာအဲ့ဒီတပွဲပဲကျန်တဲ့6ပွဲစလုံးပရီးမီးယားလိဂ်မှာရှုံးနေထားတယ်နောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်ရင်ဒါအပြင်ပရီးမီးယားလိဂ်တည်တံ့ကြီးပဲ12ပွဲကစားပြီးတဲ့ချိန်မှာ 6ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရလတ်မျိုးလီဗာပူးသင်းကြုံနေရတယ်။ပရီးမီးယားလိမ်းမှာလည်း12ပွဲကစားပြီးတဲ့အချိန်မှာခန်စစ်က920ထိကျွန်တော်ပေးထားရတယ်။ဒါကလီဗာပူးအသင်းအတွက်ကျွန်တော်မမြင်ရမကြုံရတာကြာပြီဖြစ်တဲ့ဒါအမှောင်မှိုင်ဆုံးနေ့ရက်တွေလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ကျွန်တော်ဒီအချိန်ဒီကိုကျွန်တော်ကြည့်ရင်အနီစလိုအနေနဲ့ဘာမှန်းသိပ်ပြီးတော့အကြောင်းပြချက်ပေးလို့မရတဲ့အနေအထားမျိုးကိုရောက်နေပြီ။ဘာလို့လဲဆိုတော့လီဗာပူးအသင်းမှာကစားသမားတွေကိုကျွန်တော်အပြစ်ပြောအောင်ကလည်း နေရာတိုင်းသူတို့ ခေါ်ထားတဲ့ကစားသမားတွေကလိမာပဲဖြစ်ဖြစ်တခြားဒီဘွန်ဒက်စလီကာတို့မှာပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်ကောင်းပါတယ်ဆိုတဲ့ကစားသမားတွေကြီးပဲကျွန်တော်ခေါ်ထားလို့ပဲဒါအပြင်လီဗာပူးတင်းကပရီးမီးယားလိနောက်ဆုံး9ပွဲမှာ6ပွဲရှုံးနေထားတာတွေမကသေးဘူးပေါ့နော်ပြိုင်ပွဲစုံနောက်ဆုံး17ပွဲမှာ10ပွဲထိသူတို့ရှုံးနေထားပါဗျ။ပရီးမီးယားလီဗာပူးလိုအသင်းမျိုးကတော့ကျွန်တော်ဒါဘီလီယံဝက်နီးပါးတွေတုံထားတဲ့အသင်းကနောက်ဆုံးပြိုင်ပွဲစုံ17ပွဲမှာ10ပွဲထိကျွန်တော်ရှုံးနေထားတယ် ဒါဟာတော်တော်ကိုလက်မခံစရာအနေထားမျိုးလေဘာဦးသိင်းရဲ့ standard နဲ့ဆိုလို့ရှိရင်တို့တို့ဒါလုံးဝလက်တင်ခံစရာမရှိတဲ့အခြေအနေမျိုးပါဒါကင်ကတော့စရောက်လာပြီဆိုကြတဲ့ကသူထွက်သွားတဲ့အခြေအနေမျိုးအထိပေါ့နော်ဒါမျိုးတွေမကြုံခဲ့ရဘူးအာနီစရောရဲ့ပထမယာစီမှာလည်းဒါမျိုးတွေကျွန်တော်မကြုံခဲ့ရဘူးဆိုတော့ဒီယာစီမှာတော့အခုလိုမျိုးကြီးကျွန်တော်ကြုံနေရပြီဒါကတော့တွေးကြည့်ရရင်လည်းပဲပေါ့နော်ဒီလိုမျိုးရက်လက်တွေထွက်ပေါ်လာလိမ့်မယ်ဆိုပြီးတော့ပြည့်တဲ့တွေမျောလင့်ထားတဲ့ယာစီတခုရှိတယ်အများစုပေါ့နော်အဲ့ဒါကပြီးခဲ့တဲ့ယာစီပြသည်လား ပြီးခဲ့တဲ့ရာသီမှာဟာယာကင်ကလော့ကတော့ထွက်သွားပြီအာနီစလုံအနေနဲ့ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူးဟိနော်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်ထင်ခဲ့ရတာဒါပေမဲ့လို့ဖလားတွေပါယူပြသွားတဲ့အထိကလော့ရဲ့လူစင်ကကောင်းနေခဲ့ပြီးတော့ကလော့ရဲ့လူစင်ကလော့ပုံစံဒီတိုင်းပဲကျွန်တော်တွားခဲ့တာဒါပေမဲ့အခုလက်ရှိသူ့ရဲ့ကျွန်တော်ဘာနော်လက်တွေ့ကြတဲ့ပုံစံတွေသူတိဆောက်ခြင်းတဲ့ပုံစံတွေပြန်သွားတဲ့အခါမျိုးတွေမှာတောက်လျှောက်ဒုက္ခကြုံရတော့တာပဲ ဒါပြင်အာနီစလောက press conference ပေါ်တော့ဒီပွဲပြီးတဲ့ forest နဲ့ပွဲပြီးမှလည်းပြောထားတယ်။ DRD မှာသူ့အနေနဲ့အပြောင်းလဲတချို့သူ့စိတ်ကြိုက်ပေါ့နော်။ပြောင်းလဲခဲ့တာတွေကျွန်တော်ရှိတယ်။အဲဒါပေမဲ့လည်းလို့ပေါ့နော်အလုံးမဖြစ်ခဲ့ဘူးပေါ့။ဆိုတော့ဒီလိုမျိုးရလဒီကောင်းတီပဲဖြစ်စီစိုးတီပဲဖြစ်စီဒါတောင်ယူရမှာသူပဲဖြစ်တယ်သူတောင်ဝင်ပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီလီဗာပူးတီအနေနဲ့ဒါမျိုးရလဒီဂျုံနေရတယ်ဆိုတာအာနီစလောရဲ့အနာဂတ်ကိုလက်ရှိ current job manager ယာရူကိုတော့မှမေကွန်း ထုတ်เสียကောင်းတဲ့အနေအထားမျိုးကြီးကျွန်တော်ဖြစ်လာပြီပေါ့နော်ဟိုအက်ရစ်တန်ကကြီးမန်ချက်စတာယူနိုက်တက်ကိုဂိုင်းတွေတုံးကရက်လက်တီဆိုတော့ကတော့စကိုင်းစပေါ်တို့ဘာလို့ကအာဂျင်နာတွေထည့်ကျင်တဲ့ကဂျီမီကာရီကာတို့ဂယ်ရီနေဗီတို့ကိုအတုံးချပြီးတော့ပေါ့နော်သူတို့ဘယ်လိုပြောမလဲအင်တာဗျူးတွေဘာတွေပါထိုင်ပြီးတော့လုပ်ခဲ့တဲ့ကာလတွေရှိတယ်အာနီစလော့ကိုဘယ်တော့မြန်တာမျိုးလုပ်မလဲတော့မသိဘူးနော်လောအော်ရယ်တည်ရမလားတော့လက်ရှိအာနီစလောလောက်ကျွန်တော်တိုင်ပတ်တဲ့နီးပြတွေအသင်းကြီးတွေမှာရှိမှမရှိတာဒါပေမဲ့လို့လက်ရှိချိန်ဒီ Sky Sports ကဘာအင်တာဗျူးမှမကြားရသေးဘူး က်ရှိစကလက်ရှိချိန်ဒီ Sky Sport ဒီကနေပြီးတော့တို့ဒီဘယ်လိုပြောမလဲ Liverpool နဲ့ပတ်သက်တဲ့ပေါ့နော်ပြည်တနာတွေကိုတန်းစီပြတဲ့ graphic တွေကျွန်တော်ဘာမှမကြားရသေးဘူးငွေတွေတန်းစီတုံထားတဲ့ graphic တွေကျွန်တော်ဘာမှမမြင်ရသေးဘူးဒီလိုရှုံးနေတာ Manchester United တို့ဘာလို့ Eric Ten Hag ရဲ့လက်အောက်မှာဆိုလို့ရှိရင်တပတ်နဲ့တပတ်ကျွန်တော်အနေနဲ့တောက်ချောက်ထွက်တာကျွန်တော်မပြီးတော့ဘူးအခုဆိုလို့ရှိရင်ကျွန်တော်ပြိုင်ပွဲဆိုနောက်ဆုံးဆက်တပွဲမှာ Liverpool တင်းကကျွန်တော်ပေါ့နော်ဒါရှုံးပွဲ၈ပွဲတိကျွန်တော်ရှိတယ်နော်ရှုံးပွဲ၈ပွဲတိကျွန်တော်ရှိရင်အဲ့ဒီထဲမှာနိုင်ပွဲ၃ပွဲက Real Madrid ရှိမယ် Aston Villa ရှိမယ်ပြီးရင်ကျွန်တော်ပေါ့နော် Frankfurt ကျွန်တော်ရှိမယ်အဲ Real Madrid နဲ့ Aston Villa ကတော့အိမ်ဝင်နှစ်ပွဲပေါ့နော်သူက Frankfurt ကကျတော့ကျွန်တော်ကအဝေးဝင်1-5နဲ့သူတို့နိုင်ခဲ့တဲ့ပွဲပေါ့အဲအဲ့ဒီပွဲလေးတွေနိုင်လို့သူတို့ပြန်လာပြီလားဘာလားညာလားဆိုပြီးတော့နော်ကျွန်တော်အထင်မှားခဲ့တာလေးတွေရှိသေးတယ်အဲ့တော့ Liverpool ကအထင်ပြန်မှန်အောင်ကျွန်တော်ပေါ့နော်နောက်ထပ်ပွဲစဉ်တွေဇက်တိုက်ရှုံနေလောက်ပြသွားတယ်ဆိုတော့ Crystal Palace နဲ့ပွဲကစလို့သူတို့စပြီးတော့ရှုံပွဲကြုံနေပေါ့နော် ပရီးမီးယားလိမှာပဲလစ်ကိုသူတို့စပြီးတော့ရှုံးတယ်ပြီးတာနဲ့ဂလာတာဆာရီကိုဇက်တက်ရှုံးပြီးတော့ချယ်ဆီကိုလည်းရှုံးတယ်ပြီးမန်ချက်စတာယူနိုက်တက်ကိုလည်းကျွန်တော်ရှုံးနေပေါ့လေးပွဲဇက်တိုက်အထိကျွန်တော်ရှုံးနေထားတယ်ရှုံးနေထားပြီးမှဖရန့်ဖတ်ကိုတပွဲနိုင်တော့ဟာငါတို့1-5နဲ့နိုင်တာပဲပြန်လာပြီးဘာညာပေါ့နော်အဲ့မှာပဲဘရန်ဖို့ကိုသူတို့ရှုံးနေခရစ်စတယ်ပဲလစ်ကိုထပ်ပြီးတော့သူတို့ရှုံးနေတယ် ဘီလီဘီယိုအက်စတူမီလာနဲ့ပွဲရီယယ်မက်ထရစ်နဲ့ပွဲကိုနှစ်ပွဲဆက်တိုက်အကောင်းဆုံးပုံစံနည်းနဲ့နိုင်တဲ့အခါကျတော့ရီယယ်မက်ထရစ်ကိုနိုင်ထားတာပဲငါတို့ဘယ်တီးမဆိုအနိုင်ယူနေစွမ်းရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြရင်းနဲ့စီးတီးကိုလည်းထက်ရှုံနေနော်ဒီယန်ဖော်ရက်စ်ကိုလည်းထပ်ရှုံစိတ်ကြိုက်ရှုံရင်းနဲ့အခုဆိုရင်17ပွဲနောက်ဆုံး17ပွဲမှာ10ပွဲထိရှုံနေထားတယ်ကျွန်တော်တို့ပြောလိုပဲဒီညမှာလီဗာပူးပြည်သက်ဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီပေါ့နော်လီဗာပူးသင်းရဲ့အနေထားနဲ့ငွေတွေဒီလောက်ထိစိတ်ကြိုက်တုံစိတ်ကြိုက်ပြင်ဆင်ပြီးမှဖလားရထားတဲ့အတင်တင်းမှာ တရုတ်ဘောနော်ဒါမျိုးကြီးတွေကြုံနေရတာကဘလို့မှလက်တင်ခံစရာအခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးเนาะလီဗာပူးနဲ့ကျွန်တော်တို့ကအာနီစလော်တို့အတွက်မီဒီယာတွေပေါ်မှာဒီထက်ပူပြီးတော့ဝေဖန်ခံရတင်ပါတယ်เนาะဝေဖန်ခံရတင်ပါတယ်ဘာလို့ဒီထက်ပူပြီးတော့ကျွန်တော်တို့ကမီဒီယာအတန်ရှင်တွေကျွန်တော်ရသည်နေဒီလိုမျိုးရလက်စူးဝါနေတာတွေကတော့ဘာကြောင့်လဲပေါ့ဘလို့ပြည်တနာတွေကြုံနေရပြီလဲအဝစားလဲခင်မှာပြည်တနာတွေတက်နေပြီလားဒါမျိုးတွေကျွန်တော်မြင်ရတင်တယ် မြင်ရတဲ့နယ်လောလောဆယ်အချိန်ကြီးတော့နော်ပုံမှန်အာဂျင်နာထက်နေရ Sky Sport ကအခုချိန်ကြီးတော့ကျွန်တော်ဘာမှတော့မကြားရသေးဘူးဆိုတော့စဉ်းစားကြည့်ပါကျွန်တော်ကဟိုအားဖြည့်ထားတဲ့ exam တွေဆိုတာမျိုးကပြီးခဲ့တဲ့ရာသီကတည်းကအများကြီးပို့ပြီးတော့အဆင်ပြေတဲ့သူတွေကြီးပဲရဲ့ကျွန်တော်ဘယ်နောက်ခံနေရမှာဆိုလို့ရှိရင်တို့က Robertson နဲ့ Flyer ရခဲ့တာအခုလည်းရှိအဲ့ဒီ Robertson အပြင်ကိုပဲနော်ဘုံမောင်းမှာတောက်လျှောက် Premier League ရဲ့အတောက်ပဆုံးဖြစ်လာနိုင်မဲ့ဘယ်ခန်စစ် exam တွေကတယောက်ဖြစ်တဲ့ Carges ကိုတို့ထည့်ထားတယ် ပေါင်းခေါ်တာတယ်ဗော right back မှာဆိုလို့ရှိရင်လည်းအာနုကိုလက်လွတ်ထားတာတော့မှန်တယ်ဒါပေမဲ့လို့သူတို့တွေကဒီဘယ်လိုပြောလဲ frame ပေါင်းလို့မျိုးအရင်ကောင်းတဲ့ကစားမတဲ့ကိုဈေးတက်တက်တတာနဲ့ရပြီးတော့သူတို့တွေအစားထိုးထားတယ်ကွင်းလေမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ပုံမှန်ရှိနေတဲ့ကွင်းလေကစားမ၃ယောက်ထဲကနေပြီးတော့ Bundesliga နဲ့ Germany ရဲ့အကောင်းဆုံးတွေတဲ့ကတယောက်เนาะ Florian VS ကိုခေါ်ပြီးတော့သူတို့ဒီအဖြစ်ထားတယ်တန်း100ကျော်နဲ့အခုချိန်ကြီး Florian VS ကိုမရသေးဘူးဒါပြင်6ဘက်လောက်ထိလည်းနားနိုင်ကြီးရှိတယ်ဆိုတော့သတင်းမျိုးတွေကျွန်တော်ကြားနေရတယ် ဒါအပြင်ကျွန်တော်အနေနဲ့ဟိုဘွန်ဒက်စလီကမာရာရှောက်ကောင်းနေပါတယ်ဆိုတော့ချူကိုအက်ဂီတီကီကိုသူတို့ခေါ်ရတယ်ပီလီယာရဲ့ဇီးဟာတော်တော်ကိုမနှဲတဲ့တယ်မှာပါတယ်အက်ဂီတီကီရဲ့အနီထားနဲ့အက်ဂီတီကီကတော့အဆင်ပြေတယ်လို့လေးဖြစ်နေပြီမဲ့လေလို့ပေါ့နော်အခုဆိုလို့ရှိရင်တိုင်ပတ်ပါတယ်ဆိုတော့ ECA ရဲ့နောက်မှာပဲပွဲကစားခွင့်ကြီးရတာကိုကျွန်တော်ကြည့်ရင်အခြေအနေမဟန်သေးဘူးဒါအပြင်ကျွန်တော်အနေနဲ့ပရီးမီးယားလေးရဲ့အကောင်ဆုံးတိုက်စစ်တွေကတယောက်ပါဆိုပြီးတော့ဟာလန်နူးနဲ့ မိုဟာမက်ဆာလာတို့နဲ့တောက်လျှောက်ဆိုသလိုနှိုင်းခင်နေရတဲ့ကစားမတယောက်တကယ်လည်းပဲဂိုးဒီတယောက်သွင်းနေတဲ့ခန်းစိတ်ကစားမတွေကိုဒုက္ခပေးနေတဲ့အီဆက်လိုကစားမမျိုးကိုကျွန်တော်ခေါ်ထားတယ်အခုချိန်ထိကျွန်တော်နေတဲ့ဒီကစားမတန်150ဆိုတာစကံမလုတ်ခံလဲရသလားဆိုပြီးတော့မေကွန်ထုတ်နေရတော့စဉ်းစားကြည့်ပြတော့အဲ့လိုမျိုးနေရာတိုင်းမှာဘီလီယံဝက်နေပါတိကစားမတွေကိုကျွန်တော်ပေါ့နော်ဒါဝယ်ပြီးတော့အားဖြည့်ထားတဲ့အချိန်ဒီမျိုးမှာဘလောက်ညံ့တဲ့နီးပြဖြစ်ဖြစ်ဒီလူစင်းကြီးတွေကတော့မင်းတလောက်ညံ့စရာအကြောင်းရှိဘူးနော်ဒါကြောင့်လည်းရှိမှာလေပေါင်းသင်းရဲ့ ကျွန်တော်လက်ရှိကျွန်တော်မြင်နေရတဲ့ဒီဘယ်လိုပြောမလဲရလက်တွေကတော်တော်ကိုဘယ်လိုပြောမလဲရှော့ရတရားကောင်းနေဘာလို့ရှော့ရတရားကောင်းနေဘယ်သူမှတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးကြုံရလိမ့်မယ်လို့ထင်ထင်မယ်လို့ကျွန်တော်မယူဆဘူးလီဗာပူးအသင်းကိုသူတပင်သူတို့နွေရာသီပြောင်းရွှေ့မှာလှုပ်ထားတဲ့အခြေအနေမျိုးတွေကျွန်တော်ကြည့်ပြီးတော့တော်ကိုတိုင်ပတ်နေပါပြီเนาะဆိုတော့ညီကတို့နေနေရောလက်ရှိလီဗာပူးအသင်းရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲအထောက်ခံရလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဘယ်လိုဆက်သွားမယ်လို့ကျွန်တော်ထင်ကြလဲလီဗာပူးအသင်းက နောက်ဆုံးပရီးမီးယားလေးပြိုင်ပွဲသူ17ပွဲမှာ10ပွဲထိရှုံးနေထားပါတယ်။နော်ဆိုတော့ပရီးမီးယားလေးသီးတဲ့နောက်ဆုံး9ပွဲမှာ6ပွဲထိရှုံးနေထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်။ကြည့်ရှုပါပြီးတဲ့ညီအစ်ကိုများအလုံးကိုချစ်သီးများကြီးတင်ပါတယ်။